လုံလုံမြို့နယ်ကမောင်မကန်နဲ့ဆန်းလန်းကြီးရွာတွေအနီးမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မနေ့ကမနက်9နာရီဝန်းကျင်မှာမောင်မကန်ရဲစခန်းလုံလုံမြို့နယ်ဆန်းလန်းရွာသားကလက်ခတ်တောင်စစ်ကောင်စီစခန်းတစ်ခုကိုတော်လင်ရေးတပ်ဖွဲ့တွေဘက်ကတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ပြီးနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ စစ်တပ်ဘက်ကလက်နက်ကြီးပစ်ကူတွေပေးခဲ့တဲ့အပြင်လက်ခတ်တောင်ကိုလည်းဂျက်ဖိုင်တာတိုက်လေရင်နဲ့နှစ်ကြိမ်ဘုံးကျဲတိုက်ခတ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်မောင်မကန်ရွာနယ်ကိုဝင်းတဲ့အမျိုးသမီးနဲ့ကလေးတူအူတို့လက်နက်ကြီးထိမှန်ပြီးဒဏ်ရာအပြင်းထန်ရရှိခဲ့ပါတယ်။ ရန်ကုန်စစ်မှုတပ်ကတို့အကြောင်းသားကိုဖုံးမော်ကြာဆုံးခြင်း38နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့တပွဲခိုင်လုံလုံမြို့နယ်မှာဆက်အနာရှင်ဆက်ကျင်ရေးတပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။မင်းကမလ73ရက်နေ့မှာတပိတ်မောက်ဆန္ဒပြခဲ့တာဖြစ်ပြီးသူရဲကောင်းတို့တွေဘယ်တော့မှမချောက်ခံဘူးဟေးဆိုရဲကြွေးကြော်တမ်းနဲ့ဆန္ဒပြချီတက်ခဲ့ကြတာပါ။ဒီလှုပ်ရှားမှုကိုတပွဲခိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီကဦးဆောင်လှုပ်ရှားခဲ့တာလည်းဖြစ်ပါတယ်။ တဝဲအရှိတော်ဒေတာအညာဖျားရွာက ပြည်သူ့ပကွဲရေးတပ်မတော်တဝဲခင်အမှတ်၁တန်ရင်ရှေတန်းတက်ခွဲစခန်းကိုစစ်တပ်ကဝန်ရောက်တိုက်ခိုက်ချိန်မှာပြည်သူ့ပကွဲရေးရဲဘော်နှူးကြာဆုံးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။တဝဲခင်အမှတ်၁တန်ရင်ရဲ့ရှေတန်းစခန်းကို အခုလ9ရက်နေ့မှာစစ်ကောင်စီဘက်ကဝန်ရောက်တိုက်ခိုက်ပြီးစခန်းကိုမီးရှို့ဖျက်ဆီးခဲ့တာပါ။အဲ့ဒီတိုက်ပွဲမှာ ပြည်သူ့ပါကွယ်ရေးတပ်မတော်ဒဝဲခင်အမတ်တတရင်ရဲ့တပ်ဖွဲ့ဝင်ရဲဘော်ကိုဖြိုးနဲ့ရဲဘော်စေးဒိုးဝါတို့ကြာဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။